ဦးဇင်းရတာမတန်းလို့ပါမတန်းလို့မယ်ဆိုရင်ဒီကမာကြီးတို့ဒီကကြီးတို့ခွင့်ပြုသလားဘူးဒီကမာကြီးတို့ဒီဦးဇင်းရဒီသာသနာမှာယောဂီတွေတအားများလာတော့အဖွဲ့ဝဲအဖွဲ့ငယ်ကြီးကျူရင်လေ့ကျင့်တာတွေဖြစ်လာတယ်ကျူရင်လေ့ကျင့်တာတွေရှိတော့ကျူရင်လေ့ကျင့်မှုကဦးဇင်းတို့ဒီကအချောသတ်ဝင်ပြီးတဲ့ ပုံကိုယ်တွေကိုတရားအခြေခံပြန်ပြခိုင်းတယ်။အဲ့လိုအခြေခံပြပြနေလို့ရှိရင်ဘလို့အခြေခံစပြရမယ်ဆိုတာအဲ့ဒါကိုမှတ်တမ်းလုပ်ပါ။အဲ့လိုမှတ်တမ်းလုပ်လို့ရှိရင်ဒီတပြားကိုကြည်ကျင်အောင်ဖြင့်အဲနောင်သူတို့အသေးအသေးပုံကိုယ်တွေကအထူးသင်စရာမလိုတော့ဘူးပေါ့။ဘုဇင်းတရားသင်ပြတာကိုပဲအဲကြည်ကြနဲ့ဟိုအသေးဝင်ပုံကိုယ်တွေကဘလို့ကြည့်ရမယ်ဆိုတာနားလည်ပါလား။ အဲ့တော့လုံးမချင်နေရတယ်ချမ်းသာတကကြီးကဘောဘူယောဂီမင်းကမောင်းပါမင်းအော်မောင်းတော့မင်းစင်ဘုရားတော့စွန်းလွန်တကကြီးကလေဒီလေဒီမှာခြင်းနောက်ကယောဂီကဟုတ်ပြီဒီဘက်ကမကြီးအောင်ဒီလေဒီရောတဲ့ vi. တင်းရပဲတင်းကြည့်နေပြီဆရာတော်နဲ့ဆရာကြီးတောင်းပြီဟောဟုတ်ပြီဘုရားတက္ကမကြီးရောတိရောတိရောငါမိုးဖို့မှာခုနေကြီးအဲရှင်အာရိသရန်ဒီမှာနေကြီးအာစီမာစီမိုးဖို့ဘုံချာဟောဟုတ်ပြီဟုတ်ဖို့ဘုံမီရောဆရာကြီးဦးတန်းကလည်းမှာတကြီးအောက်ကမှာတကြီးอืม မဟုတ်လေကိစ္စမရှိပါဘူးဦးဇင်းကဒါဘိဒ္ဓါမှာပဲဝင်ခဲ့ဝင်ခဲ့နော်ဦးဇင်းတို့ကျင့်စဉ်စနစ်ကိုကျင့်တော့မယ်ဆိုရင်အခြေခံဘယ်လိုကြည့်ရမလဲဆိုတာကိုသင်ပေးတာဆိုလိုတာကတော့ရိဒ္ဓါဘုံဆောင်ကလာတဲ့ပုံစံတွေကိုနော်တရားစကျင့်ဖို့ဟာဘယ်လိုကြည့်ရမလဲဆိုရိဒ္ဓါဘုံဆောင်ဆိုတာအခြားခြားနည်းတွေပါလာတာအခြားခြား delay တွေပါလာတာပေါ့ ဟုတ်သူကြည့်နေကြလေ့ကျင့်ပါလား။ဦးဇင်းတို့ဒီကကြည့်စင်နေကြတော့ဟိုတခြားသည်ဖြစ်နေ။အဲကြောင့်ဦးဇင်းတို့ဒီကကြည့်စင်ကို လိုက်ကျင့်ရမယ်ဆိုလို့ရှိရင်ဘယ်ရိတ်တာပဲလာလား။တရားကျင့်တဲ့ယောဂီကိုတရားထောက်တဲ့ပုဂ္ဂိုလ်ကအခြေခံဘယ်လိုစတင်ပေးရမယ်ဆိုတာကိုဟိုဒါမှတ်တမ်းလုပ်တာ။မှတ်တမ်းလို့ဒီမှတ်တမ်းရသွားရင်ဖြေလိုက်ရင် ဟိုယောဂီအစ်တတီကိုပြလို့တတ်သွားပြီအဲ့တော့တခါကြီးတို့အခုအားလုံးပဲတမနင်ခွေလေးပြီးတော့ကိုရိတ်တာမှာကိုတရားထိုင်တဲ့အတိုင်းခဏထိုင်နေတာ စုံလုံးကတော့ရှင်ပြားဟိုမှာကျင့်တဲ့အတိုင်းကျင့်နေတာရှင်ပြားဟိုမှာရှင်ကျင့်တဲ့အတိုင်းခဏကျင့်ไก่ดูตะไก่ดูหมาจิ้นเนี่ยไอ้จิ้นๆกูเอาเลยกูเอาเลยจิ้น ါဘူးဘာဖြစ်တိထားမလဲတကယ်ရအခုထိုင်ခါဆန်းနေတယ်တင်ပါဘူးဟုတ်ငင်းရလဲသူတောင်းတာတကယ်ရလဲအဲ့လိုတောင်းတာရှင်မရလဲမောင်းရင်ချိန်ပြီးတော့တင်တာငင်းရလဲခေါ့မပီးတင်တာတကယ်မကြီးရလဲနည်းနည်းတင်တာအခုကဲတရားမထိုင်တော့ တာမန်နေတဲ့အတိုင်းနေတယ်။ဟောတော့ရခါချလိုက်။နော်။ဖြုတ်လိုက်တော့ရ။ဟင်းတခါကြီးရတယ်အခုခါချလိုက်။မင်းတခါကြီးရတယ်အခုခါလျှော့ချတယ်အဲ့လိုခါဆန်းလာတာဟာတရားကျင့်တော့မယ်ဆိုရင်တရားမကျင့်ခင်ရတော့ဒီတိုင်းပဲတရားကျင့်တော့မယ်လေလဲဆိုတော့ အင်းဝေးပြင်ပြရနဲ့ဒီလိုခါဆန်းလိုက်ဟုတ်တယ်လားအဲအဲ့တော့ဦးဇင်းတို့ရိတ်တာမှကြတော့ခါမဆန်းသူ့ဘာသူကိုဘောက်ကအလကားလို့တာမန်နေတဲ့အတိုင်းကြီးပဲနေအဲ့တော့အခြားရိတ်တာကယောဂီတွေလာပြီဆိုရင်အခြားရိတ်တာရဲ့မူစနစ်အတိုင်းထိုင်နေရတာထိုင်နေအဲ့လိုကြိုင်းကိုကျင့်မှများတဲ့အခါကျတော့အဲ့ဒါဝတိဘောပါနေတာ ဒီကိုတော့ဆုံးလုံးอ่ะပထမဆုံးလုံးလေးလာရင်တော့မျက်နှာတွေရှုပ်ပြီးအတင်းရှူတာပေါ့မောင်မောင်ကြောက်ကြတယ်မျက်နှာတွေရှုပ်ပြီးအတင်းခါတယ်အဲ့လိုရှူတယ်ရှင်ဗျာဒါဥဇောနာရှိရနေငြိမ်းနေအဲ့တော့ဥဇင်းတို့ဒီတရားထောက်တရားတရားပြတော့မယ်ဆိုရင်ဘိဒါလဲလို့မေးတာသူဟိဒါစင်းကြီးကောက် အခြားဤသာလာတဲ့လူတွေဦးစင်းတို့ဟာတစုစုလိုက်တယ်။ဘိသာမမဝင်ဦးတဲ့လူတွေကဘာအချင်းမှမပါလာဘူး။အဲ့ဒါသူကတစုစုလိုက်တယ်ဦးစင်းတို့။အဲ့တော့ဦးစင်းတို့ရှိမှတရားကျင့်တော့မယ်ဆိုရင်တခါကြီးတို့အခုဘာမှမလုပ်ပဲကိုယ့်ဘောက်ကိုတာမန်နေတဲ့အတိုင်းပဲနေရ။ခါကိုရှော့ချဖို့လည်းမဟုတ်ဘူးဆန့်တင်ဖို့လည်းမဟုတ်ဘူး။ထိုင်ရမယ်။ ဒီဥဇုံကံယံပရိဒါယဆိုပြီးတော့ခန္ဓာကိုယ်ဖြောင်းပြောင်းမတ်မတ်ထိုင်ရမယ်ဆိုပြီးတော့ပါဠိကိုမြန်မာလိုပြန်လိုက်တဲ့အခါကျတော့ဖြောင်းပြီးတော့မတ်နေရမယ်အဲ့ဒီတိုင်းကိုတရားပြကြတယ်ဥစဉ်ချီကျတော့ဖြောင်းပြောင်းမှန်မှန်လို့ခေါ်တယ်ဖြောင်းတော့ဖြောင်းနေရမယ်ဒီလိုစောင်းနေတာလို့စိုက်နေတာလို့လာနေတာတို့ဒီလိုကြီးကိုယ်နေတာတို့အဲ့လိုမရှိဘဲနဲ့ ဒီလိုဖြောင်းပြောင်းဥစဉ်အခုထိုင်နေပေါ့ဥစဉ်အခုထိုင်တာဒီခါဆဆိုဒီလိုဆန်းတော့အခုမဆန်းဘူးသူ့ဘာသူနေမိတိုင်းနေအဲ့လိုနေမိတိုင်းနေတော့ထိတံဝပဏိဟိတံဝဆိုတာတီမိတိုင်းထားမိတိုင်းဆိုတာငကုနေနေကြအတိုင်းလေးလို့ပြောတာငကုနေကြဆိုတဲ့ခါကြီးတရားမထုတ်ဘူးအခုကတော့တာမန်နေတဲ့အတိုင်းထိတံဝပဏိအဲ့လိုနေရမှာ ဲ့လိုဖြောင်းဖြောင်းမတ်မတ်လို့ဖြစ်တဲ့တကြောင်မတ်ကိုအမှန်ဖြောင်းဖြောင်းမှန်မှန်ဆိုတာစိုင်းနာတို့လန်နာတို့စိုက်တာတို့လိန်နာတို့မရှိဘဲနဲ့ဖြောင်းဖြောင်းမှန်မှန်လို့ဒီလိုယူလိုက်မှန်ပါတယ်နော်ဒါရီကဥစဉ်တကယ်လို့ရှေ့ဆက်ကျင်လာတဲ့ခါကျတော့ទីလာမှာပါအခုကတော့အခြေခံသဘောလေးမှာအဲ့တော့တရားထောက်မဲ့ပုဂ္ဂိုလ်ကြီးတရားစကျင့်တဲ့ယောဂီတွေကို ရိတ်တာကိုမေးတယ်ဆိုရင်နံပါတ်1ခုလိုအရင်သိရမယ်ခါကိုဆမ်းမထိုင်နဲ့ကိုဘကိုကိုဘကိုတာမန်နေတဲ့အတိုင်းလေးနေရမယ်ဟောဒါကိုပထမဆုံးသိရမယ်အဲ့တော့တရားမကျင့်ခင်မှာအလွတ်တန်းဦးဇင်းတို့တရားအာနာပါနကမ္မထံကိုသိမှာအဲ့တော့အာနာပါနကမ္မထံတင်ကျွန်တော်မယ်ဆိုတော့ဦးဇင်းတို့ထိုင်နေအရိယာဘုကတော့ ကိုကလက်ရှိချထားရင်ကိုင်းမယ်ဦးစင်းအနေနဲ့နော်အဲ့တော့ကိုယ်စိတ်ကြဲကိုကလက်ရှိချထားမလားဒီအလဲလိုက်ထားမလားဒီလိုထားမလားဆိုတော့ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီးတော့ကွာတယ်အဲ့တော့လက်ချထားတဲ့ဥစ္စာကဒီလက်ချတဲ့ပုံမှာလေခန္ဓာကိုယ်ကိုင်းခိုင်းတာမဟုတ်လေကိုယ့်ဘောကိုတာမန်နေတဲ့အခါမှာနေလို့တော်မဲ့လက်ထားတာမျိုးသင်ပြရအဲ့တော့ဒါအရိယဘုရား စတဲ့တဲ့နီးရှူဆိုင်ပြီဆိုလို့ရှိရင်ဝိသုနုတ္တိကအာနာပါနရှူဆိုင်အဲ့လိုအာနာပါနရှူဆိုင်တဲ့အခါမှာဒီလိုရင်ထိုးပြီးတော့မရှူပါဘူးအဲ့လိုရင်ထိုးပြီးတော့ရှင်းအောင်ရင်ထိုးပြီးတော့မရှူပါဘူးနောက်ကဒီလိုလဲညွတ်ပဲ့ညွတ်ပဲ့နဲ့မရှူပါဘူးနှစ်ချက်ရှိပါတယ်ဟုတ်ပါဘူးဟောဒီလိုရှင်းအောင်ရင်ထိုးပြီးမရှူပါဘူး ဒီလိုညွတ်ပဲ့ညွတ်ပဲ့နဲ့မရှိပါဘူးနောက်တော့ကကြတော့မျက်နှာတွေမျက်လုံးတွေနှာခေါင်းတွေပါးစပ်တွေလိုညှိပြီးတော့ချုပ်ပြီးတော့ညှိပြီးတော့မရှိပါဘူးတာမန်ကိုယ့်ဘာကိုတာမန်ရှိတဲ့အတိုင်းမှန်ပါတယ်ညှိချုပ်မရှိပါဘူးသုံးချက်ပြောမယ်ရှေးတိုးနှောင်းငင်ရင်တို့မရှိပါဘူးဒီလိုညှို့ပဲ့ ညှို့ပဲ့နဲ့မရှိပါဘူးမျက်နှာကြီးကိုညှိချုပ်ပြီးတော့မရှိပါဘူးခါကိုလည်းခုနလိုငိုတိုင်းပဲနေရမယ်ရှူတော့မယ်ဆိုပြီးတော့ခါမဆန်းလက်ထားတဲ့ခါမှလည်းတဲ့လက်ကြီးဒီလိုထောက်ပြီးတော့မရှိပါဘူးဟုတ်ပါပြီလက်ထောက်မရှိတော့ဒီချိုးကြတော့ဒီလိုလဲရှူတယ်ဒလွယ်ဆောင်ကြီးအဲအဲ့လိုလဲရှူတယ်လူကြီး အဲ့လိုစောင်းစောင်းမရှိဘူး။အဲ့လိုလည်းမရှိပါဘူး။ပြီးတော့ဒီလိုပေါက်ဆက်ပေါက်ဆက်နဲ့အဲ့လိုလေခေါင်းပေါက်ဆက်ပေါက်ဆက်ပေါက်ဆက်လုပ်ပြီးတော့လည်းမရှိပါဘူး။အဲ့တော့ရှင်းအောင်ရင်ထိုးပြီးမရှိပါဘူး။ညှုပ်ပဲ့ရှုပ်မဲ့နဲ့မရှိပါဘူး။မျက်နှာကိုညှစ်ချုပ်ပြီးတော့မရှိပါဘူး။ပေါက်ဆက်ပေါက်ဆက်နဲ့မရှိပါဘူး။တလွယ်ကောက်ရင်ထိုးပြီးတော့မရှိပါဘူး။အဲ့တော့ဦးစင်းရှူတာကိုကြည့်လိုက်မယ်ပေါ့။ နောက်ဦးစင်းပြောသလိုရင်းထိုးတာလည်းမပါဘူးညှုပ်ပဲ့ညှုပ်ပဲ့လည်းမပါဘူးပေါက်ဆက်ပေါက်ဆက်လည်းမပါဘူးမျက်နှာကြီးညှစ်ချိုးပြီးတော့ယူတာလည်းမပါဘူးမှန်ပါယူတဲ့စနေနော်မှန်ပါမမီလားမမီပါဟုတ်ပြီအဲ့ဒါကနောက်တော့ခါယူဆိုင်တဲ့နေရာမှာလေးကိုအဲ့လိုကြီးမရှိပါဘူးရှည်ကြီးဆိုပြီးတော့ စံတုံးများဟိုထင်းတုံးများပြစ်ချရတယ်အဲ့လိုဟိပြစ်ချတာမရှိအောင်အဲ့တော့ဥစဉ်ရှူပြမယ်အဲ့လိုရှူတော့ပြစ်ချတာမပေါ့ရှူပြီးပြစ်ချတာမပေါ့အဲ့အဲ့လိုလည်းမရှူပါဘူးလေနောက်တစ်ခါရှူတဲ့နေရာမှာလေးဦး ဝင်လေးကိုအရှိကြီးရှူပြီးတော့ထွက်လီမောက်လို့တာတူတူလေးဝင်လေးကျတော့အရှိကြီးရှူတယ်ထွက်ကျပြဆုံမောက်တော့တယ်တချို့ကျတော့အဲလိုဝင်လေးကျတော့တူတူမောက်ကျထွက်လေးကျတော့မောက်တော့တယ်ဝင်လေးကိုဝင်လေးကျတော့ဆောင်းသွင်းပြီးတော့ထွက်လေးကျတော့ပြေးပြေးမောက်တယ်အဲတော့ဦးစင်းကနာရှူပြမယ် ဝင်လေနဲ့ထွက်လေနဲ့အပြင်းပြော့မှန်နေတယ်နော်ဖြည်းဖြည်းရှူသွင်းပြီးပြင်းပြီးမောက်ထုတ်တာလည်းမပါဘူးပြင်းပြီးရှူသွင်းပြီးဖြည်းဖြည်းရှူထိုက်တော့ရှူထုတ်တာလည်းမပါဘူးဝင်လေရဲ့အချိန်နှုန်းနဲ့ထွက်လေရဲ့အချိန်နှုန်းနဲ့တူပါအဲ့တော့တချို့ကြတော့လေဟို

ဲ့တော့ဝင်လေရဲ့ပြေးဝင်လာတဲ့အချိန်လုံးနဲ့ပြေးထွက်သွားတဲ့အချိန်လုံးလည်းတူညီရမယ်ဝင်လေရဲ့ပြေးဝင်သွားတဲ့အချိန်တုန်းနဲ့ပြေးထွက်သွားတဲ့အချိန်တုန်းနဲ့လည်းတူညီရမယ်တူကြကြတော့မြန်မြန်ရှူတယ်အဲ့လိုရှူတူကြတူကြမြန်မြန်ရှူလိုက်တူကြဖြည်းဖြည်းချင်းရှူလိုက် ။တွားကြကြတဲ့ခါအဲ့လိုပြင်းပြင်းရှူပြီးတော့နောက်တော့တခါဖြေးဖြေးချင်းရှူရမယ်။အဲ့လိုပြင်းပြင်းရှူလိုက်ပျော့ပျော့ရှူလိုက်ဖြေးဖြေးရှူလိုက်မြန်မြန်ရှူလိုက်အရှည်ကြီးရှူလိုက်တူတူလေးရှူလိုက်ဗိုက်ပြောင်းရှူလိုက်နဲ့အဲ့လိုမရှူပါဘူး။အဲ့တော့ဦးစင်းရှူတဲ့နှောင်းဒီဝင်လေ ရဲ့ပြေးဝင်တဲ့အချိန်လုံးနဲ့ထွက်လျက်ပြေးဝင်လုံးနဲ့အချိန်လုံးနဲ့ဒူရမယ်ပြေးဝင်လာတဲ့၄ရက်အချိန်တုန်းနဲ့ပြေးထွက်သွားတဲ့၄ရက်အချိန်တုန်းနဲ့ဒူရမယ်ပထမရှူရှိုက်ဝင်လေထွက်လေပုံစံနဲ့နောက်ရှူတဲ့၄ရက်ဝင်လေထွက်လေပုံစံနဲ့ဒူရမယ်အဲလိုရှေ့ရှူတဲ့၄ရက်အပြင်းပြောနဲ့နောက်ရှူတဲ့၄ရက်အပြင်းပြောနဲ့ဒူရမယ်နော်ရက်လိုက်တော်ကြရှူတယ်တော်ကြမရှူရရင်တော်ကြ အဲ့လိုယူတယ်တော့ကြရက်ရက်လိုက်ယူလိုက်လည်းမလို့အောင်ပြင်းလိုက်ပြော့လိုက်လည်းမယူအောင်ရှည်လိုက်တူလိုက်လည်းမယူအောင်နှေးလိုက်မြန်လိုက်လည်းမယူအောင်ဘိုက်ပြီးအောင်လည်းတဖြည်းဖြည်းမယူအောင်ခုနလိုဝင်လေဖြည်းဖြည်းဖြူပြီးထွက်လေပြင်းပြင်းယူတာလည်းမဖြစ်ပါဘူးထွက်လေကိုပြင်းပြင်းယူပြီးတော့ဝင်လေကိုဆောက်သွင်းတာလည်းမဖြစ်ဘဲနဲ့အားလုံးကအရှိတူမှန်မယ်အနည်းမြန်မှန်မယ်ဝင်လေထွက်လေအချိန်မှန်မယ်ရက်လိုက်ယူလိုက် နော်မပါဘဲနဲ့ရှူသွားမယ်ပေါ့နော်ဦးစီးရှူတာကိုကြည့်မယ်ပြောင်းလဲတာတွေ့လားတွေ့ဘူးတွေ့ဘူးဟုတ်ပြီနော်တအားကြီးလဲပြင်းပြင်းကြီးမရှိဘူးတဲ့ပင်မနေဖြေးပြီးလေးရှူပြန်တော့လေတဲ့ စိတ်ပြန့်လွင်မယ်ငိုက်မီးလွင်မယ်တာကြီးပြင်းပြင်းရွှေလေပင်ပန်းပြီးတော့မရှိနိုင်တော့နော်ဘိုက်ပြောင်မရှိဘဲနဲ့ရင်ဝလောက်တင်ပေါ့အဓိကလေးကိုရှူဆိုင်ပြီးတော့လေးဟာချောင်းချောင်းလေးဝင်ထွက်ရကန်းလုံးလေးချောင်းချောင်းပြေးနေတယ်လို့လေးရလဲချောင်းချောင်းဝင်ထွက်ရမယ်အရှိတူမှန်မယ်အနည်းမြန်မှန်မယ်အပြင်းပြော့မှန်မယ် ဝင်လေးနဲ့ထွက်လေအချိန်လုံးတူမယ်မရက်ဖဲနဲ့တဖြောင်းနဲ့ရှူသွားမယ်ကဲယောဂီတို့ရှူသင်းတော့ခါခါမဆန်းနဲ့ဟုတ်ပြီဒီတိုင်းလေးနေမယ်ဘယ်ဘက်လောကညာဘက်လောကတင်မယ်တင်ပြီးတော့ရှူကြည့်သမ်းရှုမယ်၄ပေါင်းရှုမယ်နောက်ကတက္ကမိုက်တည်းက၄ပါနဲ့ ဦးစင်းရှူတန်နဲ့နားထောင်ပြီးတော့တူအောင်ရှူကြည့်အောင် ်ရှူလုံးနဲ့ရှူသွားမယ်ပထမရှူဆိုင်နဲ့နောက်ရှူဆိုင်နဲ့တူပါမယ်ရော့သွားလိုက်ပြင်းသွားလိုက်နှေးသွားလိုက်မြန်သွားလိုက်ရပ်သွားလိုက်ရှူသွားလိုက်ဟုတ်ပြီဦးစင်းဆက်ရှူပြမယ်ဦးစင်းရှူတာနဲ့ကြားနေတော့တခြားတဲ့ကြပါစေ ကကြီးက134တကကြီးကအရှူနှုံနှေးတယ်။နည်းနည်းလေးမြောင်ရှူလိုက်။ဟုတ်ပြီခဏရလိုက်မယ်။အရှူခဏရလိုက်။ဟုတ်။ဒါကစနစ်တူ။အော်တကကြီးကမှခါချာ။တွေ့လား။ရလိုက်တဲ့ဆုံးမှဟုတ်ပါပြီ။အဲခါချာ။အဲအဲ့လိုမဖြစ်စေရဘူး။ အခုလိုခါကြတဲ့အတိုင်းလေးပဲရှိသွားနော်ဒကာကြီးကဒါငကိုတိုင်းမဲ့လားငကိုတိုင်းပဲအခါဆန်းရမ်းပါဘူးမပါဘူးဟုတ်ပြီဒကာမကြီးကလည်းဒါငကိုတိုင်းမဲ့လားခါဆန်းရမ်းပါဘူးအဲ့လိုရှိသွားအဲ့လိုရှိတဲ့အခါမှာသူတို့ခန္ဓာကိုယ်လက်မောင်းကြောတွေအကြောတွေတင်းပြီးတော့နောက်ကြောတွေနဲ့ပိုက်ကြောရင်ကြောတွေနဲ့ချုပ်ပြီးတော့ ိုက်လို့မရှိပါဘူးဆလိုဒါကတော့ပေါင်ကြောတွေဒူကောင်းကြောတွေလက်မောင်းကြောတွေနော်ဒီပခုံးကြောတွေနောက်ကြောပိုက်ကြောတွေကိုနှလုံးအညာနေပြီးတော့ဒီလိုချုပ်လက်သီးဆုပ်တယ်ဆိုတာစိတ်ကနှလုံးရင်ကိုတင်းတော့မှဒီမှာတင်းသွားတာဒီကအကြောငါးချောင်းလုံးကိုတင်းလိုက်တာအခုလည်းဒီလိုပဲဒီခန္ဓာကိုပေါင်ကြောနောက်ကြောတွေပခုံးကြောတွေရင်ကြောပိုက်ကြောတွေနောက်ကြောတွေကို အကုန်ဒီလိုညှိချုပ်ပြီးတော့မရှိအောင်နော်ဦးစင်းရှူတာကိုကြည့်မယ်ဘယ်အကျော်ကိုမှတင်းညှိချုပ်ထားတာမပါဘင်းနဲ့ရှူတာပါဟုတ်ပြီနော်ဘယ်အကျော်ကိုမှတင်းကြတာမပေါ့ဒီအကျော်ကြီးတွေတင်းထားတဲ့အတွက်ကြောင့် ဒီအကျိုးတင်ရတာအားဆက်ရတာလည်းပင်မနေဘူးခန္ဓာကိုယ်ကြီးကိုပြင့်ထားတဲ့ကြောင့်ခန္ဓာကိုယ်ကြီးကိုပြင့်ထားရတာလည်းပင်မနေဘူးနော်စိတ်ကပင်မနေကိုလိုချင်တဲ့ဝင်လေထွက်လေရှိဘူးစိတ်ကမရောက်ခွင့်နဲ့နောက်ကညှစ်ချုပ်ထားရတယ်ဓာကြီးပြင့်ထားရတယ်ကြာကြာနေတော့လက်တချောင်းမြောက်ထားရင်ကြာကြာမြောက်နေပါမှာမြောက်နေမှာအဲဟုတ်ပြီအဲ့လိုဆိုဒီခန္ဓာကိုယ်ကြီးကြာကြာမြောက်ထားရင်ကြာနေတော့ပြင်မှန်းလားပြင်မှန်းကာမစောရီတက်လာပြင်မှန်းအဲ့ဒါကြောင့်မလို့ စိတ်နဲ့ရုပ်ကိုမညှိချုံနဲ့ဆိုတာအကျိုးတွေတင်းအောင်မလုပ်ခဲနဲ့ကိုယ့်ဘာကိုတရားမထိုင်မင်းနဲ့အာဘီတာမန်နေတဲ့အတိုင်းလေးပဲနေမယ်ထိုင်လို့အချိုးစားကြတာကိုကြည့်ပြီးတော့ရင်ဝါလေးနဲ့အာပြူပြီးတော့ရှူရမယ်ဟုတ်ပြီနော်ကဲပြန်ရှူကြည့်အောင်ခုနလိုရှူနေအဲခါလေးချထားမယ်ဒီလိုတိုင်းရင်ဝါလေးနဲ့အာပြူရှူမယ် လေးပေါင်းရှိပါအရှုဟိုကိုရှုတဲ့လေတံကိုနားကြာနေရင်ဝါကိုအပြုမယ်ဟုတ်ပြီခန္ဓာကိုယ်အကျော်ကြီးညှိတာချုပ်တာမပါစေနဲ့ဟုတ်ပြီကိုရှုတဲ့လေတံကိုကြာမယ်ဝင်လေထွက်လေရ တဖြောင်းနဲ့အခြေတုံကြီးမယ်အနည်းမြန်ကြီးမယ်အပြင်းပြော့မှမယ်အဲကဲဟုတ်ပြီကဲတော့ပြီလောက်ပြီဟောအခုတော့ဒကာကြီးကခါမဆမ်းမင်းနဲ့ရှူတတ်သွားပြီဟုတ်ပြီအဲဟုတ်ပြီနော်အဲနောက်ဆုံးဦးစင်းတို့ဒီကာမဇောမက္ကတမှာဒီကာမဇော ဒါဒီကံนี้ကြတော့လူလိမ့်ဆိုကာမဇောအဲ့ကာမဇောမှာတဏ္ဍာဒေါသပါလာအဲ့ဒါကိုမကတ္တအဲ့တကြောင့်ဓာကြီးစောထားလို့တော့မကူလို့မရဘူးဓာရင်တော့ဓာကြီးတို့ကျင့်တာတွေ့လာတယ်အခုတော့ဦးဇင်းတို့ဒီရှူဆိုင်တဲ့ဤစနစ်ကအခုဦးဇင်းပြတာပထမတော့ဒီလိုရှူဆိုင်လိအထမရှိတော့နည်းနည်းမောသလိုကြက်သလိုဖြစ်တတ်တယ်ဒါပဲနဲ့မကြောက်နဲ့ ယူသွားနောက်တော့ပွင့်သွား။ဘာဖြစ်လို့လဲဆိုတော့တာမန်နေတဲ့အတိုင်းတွာလာနေတော့အဆုတ်ခမ်းကလည်းလိုသလောက်ပဲသူဖွင့်တယ်။လီယူ။အခုတိုးရှူလိုက်တဲ့အခါကျတော့လီများများယူတော့အဆုတ်ခမ်းကပြုံးတန်းကြီးမပွင့်။မပွင့်တော့နည်းနည်းမောစလို့ချက်တယ်လို့ဖြစ်တယ်။ဟိုလူတစ်ယောက်ကတာမန်နေတဲ့အတိုင်းနေပြုံးနေထားပြီးကြီးပါမောတာ။တာမန်ဒီတော့လေကလိုသလောက်လေးယူတော့အဆုတ်ခမ်းကလောက်တယ် သူဖွင့်ထားတာလုံလောက်တယ်တအားပြီးတော့ကိုယ်ကပြင်းပြင်းရှူတော့လေယာအစုတ်ခမ်းလိုသလောက်မပွင့်တော့မောဒါပြင်းလေလေ့ကျင့်မှများတော့မမောတော့ဘာဖြစ်ဆိုဒီခန္ဓာရဲ့လုံဆောင်ချက်ကသဘာဝတရားကိုသူကလေယောညီအောင်လုပ်ပြင်းပြီးနော်နေဘူးတဲ့သွားရင်ချွတ်ထွက်ပြီးတယ်အဲဒီနေထဲကြရင်သူကပြုပြင်ပြီးသူကအပူအေးခန္ဓာနဲ့သဘာဝနဲ့လိုက်ဖက်အောင်သူကမျှတောင်းသဘာဝကိုခန္ဓာပြုပြင်ပြီး အခုလည်းလေလိုသလောက်လေးတာမန်နေတော့အဆုတ်ခန်းလည်းလူသလောက်ပွင့်တာအဲ့ဒါကိုသဘောပေါက်တော့မောတယ်လို့ဖြစ်တာအဲ့ဒါကိုဦးဇင်းတို့ဒီတိုင်းကိုဆက်ရှူသွားတဲ့အခါမှာနောက်တော့အဆုတ်ခန်းนี่နောက်က လိုက်ပွင့်လာတော့မမောတော့မကြက်တော့ဦးဇင်းတို့မနေ့ကကျတော့တဏှာရဆအခုလို့ရှူဆိုင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကသွေးလေလေပတ်ပြီးအောက်ဆီဂျင်မမြန်ရနော်အဲ့တော့ဦးဇင်းတို့ဒီမနေ့ပိုင်းကျတော့တဏှာကြီးကနေစခြင်းပါ အဲတနိုင်းမှာအခုလို့ပြင်ဆင်ပြီးွားလို့ရှင် နောက်နေ့မနေ့ကျတော့ဟိုရှင်များတို့တရားတကာကြီးအုပ်စုနဲ့ဟိုကလူတွေနဲ့မတူတော့ဒါကြိုရင် ပြင်ဆင်လိုက်တဲ့အတွက်ကြောင့်မနေ့ကျတော့ဦးစင်းတရားရှူဆိုင်တဲ့အတန်ကိုဆက်ကနေဖွင့်ပေးလိမ့်မယ်အဲဆက်တန်ကိုကိုကအအောင်စိုက်ဆရာမလို့ဘူးဆက်တန်ကကိုနားအောင်လာတိုက်တာကိုဦးစင်းတရားပေးထားတဲ့စနစ်ကိုလည်းမလွဲဘဲနဲ့ရှူဆိုင်သွားမယ်အဲဆိုတကယ်လို့တနာကြီး နေ့ကတနာရီ9ချိန်မှန်ပါအဲကြတော့နောက်ပိုင်းကြီးကြတော့တစ်ချိန်နှစ်ချိန်သုံးချိန်လောက်တော့ကြောက်တော့တော့ပွတ်ထွက်သွားတယ်အရှူလို့လည်းကောင်းသွားတယ်မှန်ပါဟုတ်တယ်ခါကြီးတို့ကျင်းလို့နေ့ရက်မြောက်သုံးရက်မြောက်ရောက်ပိုင်းနောက်လူလာကျင်းလို့အဲ့ဒီစဉ်မမီတော့မလိုက်တယ်မှန်ပါနော်အဲ့ဒါဘာလဲဆိုတော့ဒါစနစ်ပဲမှန်ပါအဲ့တော့ရှူဆိုင်တဲ့အခါမှာဝင်လေထွက်လေကိုထိကျက်ကိုအောင်ပြုဖို့တဲ့ ဝင်လေထွက်လေကိုပဲအောင်ပြုပါမှန်ပါဘာဖြစ်လို့ဆိုတော့ဦးစင်းတော့ရှူရှိုက်တာမှားတယ်မှန်တယ်ဆိုတာလေချောင်းကိုပဲကြည့်ပြီးတော့ဆုံးပြန်မှန်ပါနာသီးဘောထိထိကပ်ပြီးတော့မြန်လိုက်နေလိုက်ပြန်လိုက်အဲ့လိုဖြစ်နေတော့ထိရတော့ထိနေမှာပဲရှူရှိုက်တာမမှန်ဘူးဆိုရင်လေဝင်လေပြတ်မှာမှန်ပါအဲ့တော့ရှူရှိုက်တာမှန်ဖို့ဟာဝင်လေထွက်လေကိုပဲအောင်ပြုပါဝင်ထွက်လေရပြီးဝင်တဲ့လေနဲ့ပြီးထွက်တဲ့လေနဲ့အပြင်းအပြော့ အရှိအတူအနည်းအမြန်အဲ့ဒီပုံလေချောင်းကိုကြည့်ပြီးတော့တတိထားပြီးတော့ဝင်လေထွက်လေလေချောင်းကိုတတိထားပြီးတော့ရှူရှိုက်သွားဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါဆိုဒါပါပဲမှန်ပါဗျာ